Miss Artia လက်ရှိကျင်းပနေတဲ့ဒီ body fitness ကိုစစ်ဆေးတဲ့ prejudging activity မှာ round competition မှာပေါ့နော် ထူးခြားတာတခုတွေ့မိတာမသိဘူးအလှမယ်တွေအားလုံး sunglass အနက်ကိုတတ်ရတယ်ဒါကဘာကြောင့်လဲဆိုတော့ပေါ့နော်တကယ်တကယ်ဆိုတော့ဒီ Miss Earth ကနေတော့ဒီ officially ထုတ်ပြန်ထားတာတော့မရှိဘူးဒါပေမဲ့တခုတည်းသော reason ကကြတော့ဒီ body fitness ကိုစစ်ဆေးတာဖြစ်တဲ့အတွက်ကြောင့်ဒီ gesture တွေအနေနဲ့ facial expression တွေမျက်နှာတွေအလှတွေအပေါ်မှာအာယုံမစုစိုက်ပဲနဲ့ဖယ်လိုက်ပြီးတော့ပေါ့နော် body fitness တွေ body physique တွေ fitness ပြီးရင် posture တွေ movement တွေပြီးရင်တော့ body balance တွေဒါတွေကိုပဲအာယုံစိုက် focus test လုပ်ပြီးတော့အမှတ်ပေးရအောင်ဆိုတော့တဘောနဲ့သူတို့ကဒီလိုမျိုးမျက်မှန်တက်ခိုင်းတာဖြစ်တဲ့2019ကဆိုလို့ရှိရင်ဒီ Miss Earth Philippines လှမ်းနေတယ်ဆိုလို့ရှိရင်သူတို့မျက်နှာကိုဒီ transparent veil လိုမျိုးတွေအဲ့ဒီဟာမျိုးကိုအာဒီကွယ်ပြီးတော့ကိုဆောင်းပြီးတော့အဲ့လိုမျိုး body fitness competition မှာသူတို့အဲ့လိုမျိုးရှင်ပြန်ရတယ်တဘောကကြတော့ body ကို judge လုပ်တာဖြစ်တဲ့အတွက်ကြောင့် body ကိုပဲတိတ judge လုပ်ပေါ့နော်ဆိုတော့တခြားမျက်နှာလှတွေ bias တွေကိုသူတို့ကအတတ်နိုင်ဆုံး minimize လုပ်တယ်ပေါ့နော် short ချလိုက်တယ်ပေါ့အဲ့လိုမျိုးဆိုတော့ miss art ကတကယ် ဲကိုဒီသူကစီးစနစ်တကြားနဲ့ကိုလှမယ်ဒီကိုရွေးထုတ်နေအောင်ဖြစ်တယ်ပေါ့နော်